နတ်ဆယ်ခံရတဲ့ယဟန်တပါးနတ်ဆယ်ခံရတဲ့လူသားတယောက်လည်းပဲနိဗ္ဗာန်နဲ့ဝေးတတ်တယ်။နတ်ဆယ်ခံရတယ်ဆိုတာဘာပြောတာလဲဆိုတော့ကတမောစဘိက္ခုအမနုဿာကာဟောဣရာဘိက္ခဝေဧကိသောအညတရံဒေဝနိကာယပဏိဒါယမြမစရိယံစရတိဘိက္ခုจิตာယဟံ အမနုဿာကဟောနတ်ဆေခံရတယ်ဆိုတာကတမောဇာဘာပြောတာလဲဆိုရင်ဣဒာဤသာသနာတော်မြတ်ကြီး၌ဧကေသောအချို့သောပုဂ္ဂိုလ်တို့သည်အင်ညတရံဒီဝနိကာယံတစုံတစ်ခုသောနတ်ပြမတို့ရဲ့အဖြစ်ကိုပဏိဒါယတောင့်တလိုခြင်းပြီးတော့ပြမရှိယံမြတ်သောခြင်းကိုရတိကျင့်သုံးနေတယ်နတ်ဆေခံရတယ်ဆိုတာဘာပြောတာလဲဆိုတော့ တချို့သောပုဂ္ဂိုလ်တွေတချို့သောယဟန်တွေတချို့သောလူတွေမြတ်သောအကျင့်ကိုကျင့်တော့ကျင့်နေတာပဲတဲ့ဒါပေမဲ့ဘလူကြီးပဲကျင့်နေကျင့်နေတာလဲဆိုတော့အညတရံဒီဝနိကာယံတစုံတစ်ခုသောနတ်ဒီမြမာရိယဖြစ်ကိုပဏိဒါယလိုလာ တောင့်တပြီးတော့မြမရှိယံမြတ်သောကျင့်ကိုစရတိကျင့်သုံးနေတယ်ဘာကိုလိုချင်လို့ကျင့်နေတာလဲ နတ်တို့ပြမတို့ရဲ့အဖြစ်ကိုလိုချင်လို့ကြင့်နေတာတဲ့ဟုတ်ရလားအဲ့ဒီလိုနတ်တို့ပြမတို့ရဲ့အဖြစ်ကိုလိုချင်လို့အကျင့်မြတ်ကိုကြင့်နေတယ်ဆိုလို့ရှိရင်အဲ့ဒါနတ်ဆေခံရတာပဲတဲ့စဉ်းစားစရာဘာရှိလာလဲဆိုတော့မြတ်သောအကျင့်ကိုကြင့်တော့ကြင့်တာပဲရည်ရွယ်ချက်ကွာသွားတာနဲ့ပန်းတိုင်ကွာသွားတာပန်းတိုင်ကွာသွားတာနဲ့ရောက်ရာဒေတာကွာသွားတာဟုတ်ရလား နိဗ္ဗာန်ကိုတောင်းတပြီးတော့လုတ်တယ်ဆိုရင်နိဗ္ဗာန်ရမှာပဲ။နတ်ပြည်ကိုတောင်းတလုတ်တယ်ဆိုရင်နတ်ပြည်ရမှာပဲ။တချို့အဲ့ဒီအရှင်းတောင်မရှိဘူးဗျာ။ဦးဇင်းတို့တွေးမိတယ်။ဒါနာတွေပြုတယ်၊သီလတွေစောင့်တည်တယ်၊ဘာဝနာတွေပွားတယ်။နတ်ပြည်ရောက်ချင်တယ်ဆိုတဲ့အရှင်းတောင် မရှိဘူးဗျာ။ဂုံပကာသနာတစ်ခုကိုမျောလင့်ပြီးတော့လူတိသေးခြင်းနဲ့စိတ်တွေနဲ့လုံနေတာတွေမရှိဘူးလား။ ရန်ပါရန်ခါမိမိတို့ကိုယ်၌ကိုယ်ပဲအဲ့ဒီအတွေးတွေဥသိပြီးတော့လုံမိနေတာတွေမရှိဘူးလားရှိတယ်ဦးဇင်းတို့ကတော့တည်တည်ချာချာလည်းပဲကိုယ်စားပြုတ်ပြီးတော့စဉ်းစားကြည့်ဘူးပါလေကောင်းတဲ့အလုပ်တွေကိုလှုပ်တိုင်းလှုပ်တိုင်းနိဗ္ဗာန်ရောက်ချင်လို့စိတ်နဲ့လုံနေတယ်ဆိုလို့ဆိုဖို့ပြောရခက်တယ်အဲ့ဒီလိုပြောဖို့ပြောရခက်တယ်ဟုတ်လားဂုံတို့ပကာသနာတို့ထင်ရှားစွာသူများသိသိခြင်းနဲ့စိတ် အယိမယအဖတ်မယနော်ဒကာကြီးဒကာမကြီးများဒီကုံတွေဒီပကာသနတွေဟာတကယ်စင်စစ်မျက်စိနဲ့လည်းမြင်လို့ရတာမဟုတ်စားလို့လည်းရတာမဟုတ်ဒါပေမဲ့အဲ့ဒီကိစ္စကိုရှေ့တန်းတင်ပြီးတော့လှူးနေတဲ့ပုံကိုယ်တွေမရှိဘူးလားတချို့ကပီးထိုးမပေးဘူးဆိုရင်မကျင်တတ်ဘူးလှူတဲ့အလှူတောင်ပြန်ရုပ်သိမ့်သွားတာတွေရှိဘလောက်ဆိုးနေတော့နော်ကတချို့သီလဆောက်တည်တယ်တချို့ရိတ်သားတွေသွားတယ်စကမ်းပွဲတွေသွားတယ် တို့ကဘယ်နှကြိမ်ရှိပြီလို့လက်မထောင်ကျင်တဲ့စိတ်ကလေးတွေတချို့သောပုဂ္ဂိုလ်မှာရှိမရှိဗျာ။ gain နဲ့ပြည်ရောက်ချင်တယ်ဆိုတဲ့အဆင့်တဲ့တောင်ဘာဖြစ်နေလဲ။နှိမ်ချနေတယ်။ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေစဉ်းစားရမယ့်အချက်ကလေးတွေကရည်ရွယ်ချက်မှန်ဖို့လိုတယ်ဆိုတာလေး။မြတ်စွာဘုရားကတော့ဒါနာပဲပြုပြုသီလပဲစောင့်တည်စောင့်တည်ဘာဝနာပဲပွားများပွားများ။ဒီဝံပတိတာဘိခဝေဒါနံဓာတပံ ေဝံပတ္တိတဝါသေဝံမိစရတံညိယာမနေနိဗ္ဗာန်ကို ပတ္တိတဝါလိုလာတောက်တာပြီတော်ဒါနာလူဒါနာကိုဒါတပံပြုတိုက်ကုန်၏သီလံသီလကိုရခိတပံဆောင်ထိန်သင်ကုန်၏ဘာဝနာဘာဝနာတရားကိုဘာဝေတပံပွားများတိုက်ကုန်၏ဘာပဲလှုပ်လှုပ်ကောင်းတာလှုပ်တဲ့နေရာမှာလောဘဒေါသမောဟမိတွေငြိမ့်ပြီးတော့အေးချမ်းခြင်းအစ်စ်ငြိမ့်ချမ်းခြင်းအစ်စ်ကိုရပါစေအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ဗာလဲလှုပ်ရမှာ အခုတော့နတ်ဆယ်ခံရတယ်ဆိုတဲ့အဖြစ်ထက်အောက်တန်းကြတယ်ဘာမှရည်ရည်ရာရာ ပြောမရတဲ့လောဘရဲ့အလိုကို လိုက်ပြီးတော့ဂုံပကာသနာရှည်ရန်တင်ပြီးတော့လုံနေတဲ့ကောင်းမှုကုသိုလ်ရှင်တွေလောကကြီးမှာမများဘူးလားအဲ့ဒီထဲမှာမိမိတို့မပါအောင်သဘောထားရမယ်ဟုတ်ရလားအေးဒါကြောင့်နတ်ဆယ်တယ်ဆိုတဲ့ဇာတ်လေးနဲ့ပတ်သက်ပြီးတော့လည်းပဲတွေးတောစရာတွေအများကြီးမရှိဘူးလားရှိတယ် ဣတိမံသနောဇာနာတုတိငါဒီလိုလုပ်နေတယ်ဆိုတာလူအပေါင်းတို့ သိပါစေဆိုတဲ့စိတ်နဲ့မြမစရိယမြတ်သောကျင့်ကိုနဟုတ်တတိမကျင့်သုံးအပ်ဘူးတဲ့အပီးပြင်ကိုမြတ်စွာဘုရားတားလာဘယ်လိုစိတ်နဲ့မြတ်သောကျင့်ကိုကျင့်ရမှာလဲဆိုတော့ဆောင်စည်းနိုင်ခြင်းအလို့ငါ၎င်းပေရှားနိုင်ခြင်းအလို့ငါ၎င်းချုပ်ငိမ့်ဖို့ရန်အလို့ငါ၎င်းနိဗ္ဗာန်အလို့ငါ၎င်းမြတ်သောကျင့်ကိုကျင့်ရမယ် ီလိုသင်ထားတာတွေမရှိဘူးလားမြတ်စွာဘုရားကတော့တိတိကျကျစိစိဆက်ဆက်အသေးစိတ်အကုန်သင်ထားတာနော်ဒကာရမတို့ဥစဉ်တို့တွေတကယ်အကျိုးကိုလိုလားတယ်ဆိုရင်ဒါတွေကိုသိမြင်အောင်နားလည်အောင်ဘ ഹു တုတ္တရှိအောင်လေ့လာပြီးတော့တတ်နိုင်သမျှလိုက်နာဖို့ပဲလိုတယ်မဟုတ်လားအေးဒါကြောင့်နတ်ဆယ်တယ်ဆိုတာဘာပြောတာလဲသဘောပေါက်ကြပြီဟုတ်ရဲ့လားတစုံတစ်ခုကနတ်အဖြစ်ကိုလိုလားတောင်းတပြီးတော့မြတ်သောအကျင့်ကိုကျင့်နေတယ်ဆိုရင် ်နှက်ခံရတာဟုတ်ရဲ့လား